ခုလာပြီကလေးငယ်တယောက်ရဲ့ခန္ဓာကိုယ်အပိုင်းအစတွေကိုဒံဦးနဲ့လိုက်ကောက်ပြီးထည့်ထားတဲ့ဓပုံတပုံဟာမြင်ရသူတွေအဖို့အတော်ခြောက်ခြားစရာကောင်းလာပါတယ်။ဒီဓပုံတပုံဟာအာနာသိန်းစစ်ကောင်စီရဲ့စိုးဝါလှတဲ့လေကြောင်းတိုက်ခိုက်မှုတွေတဲကတမိုင်းမှတ်တမ်းတစ်ခုပါ။မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ရေထွက်ရွာဈေးဘုံကျဲခံရတဲ့ဖြစ်စဉ်ကိုကိုမင်းခန့်ကျော်ရိုက်ကူးထားတဲ့ဓပုံတွေတဲကပုံတပုံဖြစ်ပါတယ်။ တပိတ်ချင်းမြို့နယ်ကကျေးရွာတွေကိုစစ်ကောင်စီတပ်ကဧပြီ16ရက်နေ့ကစပြီး3ရက်အတွင်းလေကြောင်းကနေ9ချိန်ထပ်မင်းဘုံကျဲခဲ့တာကြောင့်ခလီတငယ်တွေအပါဝင်တိုက်ဆုံသူအယောက်40ထိမြင့်တက်နေပြီးဒဏ်ရာရသူတွေလည်းအများပြားရှိခဲ့ပါတယ်။လေကြောင်းတိုက်ခတ်ခံရတဲ့ရွာတွေထဲမှာရီထွက်ရွာဟာမန္တလေးမြစ်ကြီးနားအမြန်လန်းအနီးမှာရှိပြီးရွှေထွက်တဲ့ဒေသလည်းဖြစ်ပါတယ်။ ဒီလေချောင်းတိုက်ခတ်မှုခံရတဲ့ဖြစ်စဉ်တွေမှာမြေပြင်မှာသတင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးနေတဲ့ကိုမင်းခန့်ကျော်ကအဲ့ဒီနေ့ကမြင်တွေ့ကြုံခဲ့ရတဲ့အခြေအနေတွေကိုသူပြန်ပြောပြတာကတော့တန်ဦးရဲ့မှာဒီရဲ့ဒုကနာကိုရဲ့ဟိုအစိပ်ပိုင်းဟိုချို့ကဲ့ထားတဲ့ဓာတ်ပုံကလည်းအဲ့ဒါကရေထွက်မှာရေထွက်ရမှာ yes လို့တွေရဥစ္စာအဲ့ဒါကလည်းကျွန်တော်ရိုက်ထားတာအဲ့ဓာတ်ပုံကလည်းပြောရင်းနဲ့ဒီမှာစစ်သေးနေတော့ထားတယ်အဲ့ဒီအခြေအနေကြီးရတယ်ကျွန်တော်က ကျွန်တော်ကပထမရက်ကလေးကလားရေတွဲမလုပ်ခင်လက်ကျမှာ ES လုပ်ကလေးကဂျိတ်တော်မှာကျဲကျတဲ့အတန်ကြားတော့ကြားပြီးတော့မှကျွန်တော်တို့အာ9မိနစ်9မိနစ်အဲ့ဘက်ချလဲတော့တန်းတိုးတော့တာတက်လိမ့်တော့လိမ့်တဲ့ခါမှာဗျာချက်ချက်လေးဖြစ်တော့လူတွေကဗျာအဲ့မှာအဆောက်အဦးကဖေဖေးအကုန်လွှင့်စင်ထွက်နော်တကယ်တကယ် ကိုယ်နဲ့မြင်ခဲ့လိုက်ရတော့အင်တာနက်မှာဝင်ဝင်နေရဝင်နေရဖြစ်ပျက်တေးကိုတကယ်ကြီးမြင်ခဲ့ရပြီးတော့အာနောက်ထပ်တခြားမိခင်တယောက်ပေါ့နော်တမီမင်းကလေးအဲမြို့သမီးလေးတယောက်လည်းပါတယ်။ကောင်မလေးတယောက်လည်းအဲဒီဘုန်းကြီးထဲမှာတည်သွားတော့အမေလည်းဆိုအဲ့သူအမေရဆိုကြ။လူနေပြီးတော့မှဗျာ။အောင်ကူတာငါသမီးလေးကိုပြန်ကုန်ပေးကြပါအောင်ဆိုတဲ့အကားတန်နေကသူကရေယူနေတယ်ဗျာ။ရေယူနေငူတယ်ငူတယ်။ချစ်ချက်ကြီးသူစိတ်တင်းပြီးတော့မှအဲခံစားရတယ်များလာတော့အဲ့ဘွားတော်ကြီးကသတိလစ်သွားတဲ့အခြေအနေဖြစ်လာတာ။အဲ့မှာလည်း ရကောလည်းမရနိုင်တော့ဘူးเนาะဒီ AI မလုပ်သေးဘူးတော်တော်လေးသူသူဘာဖြစ်လို့ပြင်မဲမသိဘူးလေအချိန်နေတဲ့ကင်မရာဘက်ဆိုပြီးမှခဏပိတ်ပြီးလွယ်ပြီးတော့မှအဲ့ NDU အဒီဒေါ်လေးစိတ်ထဲမှာစိတ်ထဲမှာဆက်ချော့ပါနော်ဆက်ချော့အောင်တော့ဒေါ်လေးနော်အဆင်ပြေပါရင်တော့သူ့ကိုပြအဲ့လိုမျိုးနှစ်သိမ့်ပြောရတဲ့အချိန်မျိုးနေတာ